ားပါရှင်။တနင်္လာနေ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်တင်တွေကတော့ထိုင်းမြန်မာနယ်စပ်တိခီကိုလင်းရင်နဲ့ဘုံထက်ကျဲလို့နှစ်ဦးထဏ်ရန်ရသွားတဲ့အကြောင်းတဲချောင်းမြို့နယ်မှာရှိတဲ့ရွာ၃ရွာကနေရင်60လောက်ကိုစစ်အာဏာရှင်တပ်ကထပ်ပြီးမီးရှို့ဖျက်ဆီးခဲ့တဲ့အခြေအနေ။ထိုင်းနိုင်ငံချွန်ပိုရီမှာကားတိုက်မိလို့မြန်မာလူထုမှတအုပ်သိမ်းဆုံးပြီးတအုပ်ထဏ်ရန်ရသွားခဲ့တာ။ ဆီယိုဆူကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအာဆီယံကလေးလံဆောင်ကြည့်သူစေလွတ်နိုင်ချင်နေတယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောဆိုခဲ့တဲ့အကြောင်းမြန်မာနိုင်ငံကအွန်လိုင်းဝင်လိမ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး Starlink ကို အမေရိကန်လွှတ်တော်ကစစ်ဆေးနေတဲ့အခြေအနေဆတဲ့သတင်းတွေပဲဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်မှာခရင်ယူထိန်ချုပ်ထားတဲ့ ठी ခီရွာကိုဒီကနေ့အောက်တိုဘာလ14ရက်နေ့နေ့လယ်12နာရီခွဲလောက်မှာစစ်အာဏာရှင်တပ်ကလေရင်နဲ့ဘုံးထွက်ကြတယ်လို့ ठी ခီဒေသခံတချို့ကပြောပါတယ်။ ဒီသတင်းကိုတော့ Dwell Wash အဖွဲ့သားတဦးကပြောပြပေးသွားမှာပါ time မြို့မှာနယ်စပ်မှာခေးမျိုးထိချုပ်ထားတဲ့ထီခီရွာကိုဒီကနေ့အော်တိုဘာလ14ရက်နေ့နေ့လယ်12နာရီခွဲလောက်မှာဆက်နာရှိတပ်ကလေယာဉ်နဲ့ဗုံးထက်ကျဲတယ်လို့ထီခီဒေသခံအချို့ကပြောပါရယ်။ဂျေးတိုက်လေတစင်းနဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ဈေးစင်တဆိုင်မီလောက်ပြည်စီခဲ့ပြီးထီခင်းတရာရရှိခဲ့သူလူဦးကိုတော့ဘယ်သူဘယ်ဝါဆိုတာသိစိမ့်မသိရသေးဘူးလို့ဒေသခံတွေကပြောပါရယ်။ ကေအမျိုးသားစီအိုကေအမျိုးတမဟာလီထိချုပ်ထားတဲ့ထိခိတိသားကိုစစ်ကော်မရှင်လက်အောက်ခံတပ်ကအော်တိုဘားလရှင်းနေကစပြီးလေရင်နဲ့ဘုံကျဲတက်ခိုက်နေတာပါအခုလအတွင်းလေရင်နဲ့ဘုံကျဲတက်ခိုက်မှု၃ရက်ထိရှိလာချိန်မှာကာစီနိုအလောင်းကစားရုပ်ချို့အပါဝင်အရသားနေအိမ်နဲ့အလုပ်ရုပ်ဆောင်တို့ချို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ထိခိတိသားကဆက်ပေးဆောင်ချို့ကပြောပါတယ်2025ခုနှစ်အေဘီလ16ရက်နေ့ကထီထစကန်မေလ9ရက်နေ့မှာထီခိနက်ဆက်စကန်နဲ့နက်ဆက်ကိုတော်ရေးခိဇော်လ10ရက်နေ့မှာဘော်ဒီစကန် ဇူလိုင်လ9ရက်နေ့မှာဒုက္ခစခန်းတွေကိုကေမျိုးသားလုံးမြေရေးတက်မတော့ KLA နဲ့တွန်လိုင်းမဟာမေပူမောတက်တွေကတိုက်ခိုက်သိမ်းယူထားပါတယ်။ဒိုဝဲခရိုင်မှာကာဗွန်ဒေတာနဲ့ထိစပ်နေတဲ့နတ်အိတ်တောစခန်းတစ်ခုကလွဲလို့ခရိုင်ထဲကထိုင်းမြန်မာနယ်စပ်ဒေတာတစ်ခုလုံးကိုကေမျိုးသားစီယုံခေမျိုးကထိန်းချုပ်ထားပါတယ်။တရချောင်းမြို့နယ်စော်ဖျားမိုးရှိကုန်းကြောက်လီကားရွာတွေကအရက်သားနေအိမ်60လောက်ကိုဆင်းရနာရှင်တက်ကမိရှို့ဖျက်ဆီးတယ်လို့ဒေတာခန်တချို့ကပြောပါရယ်ဒီတည်င်းကိုတော့ဒွေဝက်ရှ်အဖွဲ့သားတအိုးကပြောပြပေးသွားမှာပါ တေးချောင်းမျိုးနဲ့စော်ဖျားမိုးရွှေကိုကြောက်လေးကားရွာတွေကအရက်သားငယ်50လောက်ဆရာနာရှိတက်ကမိရှုပြစီဒဲလူဒေတာခန်တချို့ကပြောပါတယ်အော်တိုဘာလ9ရက်နေ့မှာမိုးရွှေကိုရွာကနေ19လုံးနဲ့စော်ဖျားရွာနဲ့ကြောက်လေးကားရွာမှာနေ30လောက်မိရှုခံရရတာလို့စစ်ဘေးဆောင်ဒေတာခန်အမျိုးသမီးတမှုကပြောပါတယ်ဆရာနာရှင်တက်စေချောင်းဟာစော်ဖျားမိုးရွှေကိုကြောက်လေကာ ကင်းစိတ်စားတဲ့ရွာတွေကဒိတာခန်တို့ရဲ့ cycle အစီ20လောက်နဲ့ထော်လာကြီးကားတစီစပိန်ဘေးတွဲ cycle အပါဝင်အီတန်ပရိဘောကပစ္စည်းတွေကိုလည်းသိမ်းယူသွားတယ်လို့ဆိုပါတယ်ဩဂလတုံကလည်းနေတွင်မိရှုဖြစ်စီခံရရတဲ့ပြင် အခုအော်တိုဘားလာထမှာလေးထပ်ပြီးမိရှုခံရရတာပါ ဆေနာရှင်တားစစ်ကြောင်းဟာတရနှစ်ကွာရွာတတားစစ်စီခင်းနေရွှေကူတောင်တတားစစ်စီခင်းအနီဝန်းကျင်ကဂျီဝါတဆေချိုလာနေချီချာစစ်ကြောင်းထုံနေပါတယ် စစ်ကြောင်းထူးနေချိန်ကာလအတွင်းရတားတွေကို လူသားတိုင်းတပွဲဖန်ဆီးပြီးလမ်းပြလိုခိုင်းတာ သူတို့ရဲ့ပစ္စည်းတွေကိုတက်ခိုင်းပြီးပေါ်တာဆွဲတာအမျိုးသမီးတွေကိုထမင်းဟင်ချက်ခိုင်းတာအရတားနေကပစ္စည်းတွေကိုတည်ယူပြီးနေတွေကိုမြှို့တာအရတားတချို့ကိုတပ်ဖြတ်တာတွေလုံဆောင်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တချို့ကပြောပါတယ် ဒါပြင်အုတ်တူရွာက အသက်90ကျော်အရွယ်မတန်စွမ်းအဖွားတူကိုလည်းအဲ့ဒီစစ်တောင်းကမတည်ကျင်ခဲ့ပါသေးတယ်။ထိုင်းနိုင်ငံချုံဘူရီခရိုင်မှာမြန်မာအလို့သမားတွေအလို့သွားဖို့ကားဆောင်နေချိန်အလို့သမားလာကြတဲ့စစ်ရုံကားကဝင်တိုက်ခဲလို့မြန်မာတအုပ်သိမ်းဆုံးပြီး၃ဦးထဏ်ရအပြင်းထန်ရသွားတယ်လို့ WAG အဖွဲ့အစည်းကသိရပါဗျ။ဒီတည်င်းကိုတော့ Dwell Wash အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ထိုင်းနိုင်ငံချော်ဘူရီခေမှာမြန်မာအလုပ်သမားတွေအလုပ်သွားဖို့ကားဆောင်နေချိန် လုတ်သမားလာကြိုးတဲ့စေဦးကာကာဝင်တိုက်ခဲ့လို့မြမတူသိဆိုပြီးတုံးတန်ရအပြင်ထန်ရှားသွားတယ်လို့ WAG အဖွဲ့အစည်းကသိရပါတယ်။အတူပါလာ၁၄ရက်ဒီကနေ့မနေ့6နာရီခွဲမှာ ချွန်ဘိုရီမြို့ဂျလက်ဆန်ခွေပါကွန်ဒိုနာကဖိုးဆိုင်မှာအလုတ်သွားဖို့ဆောင်နေတဲ့မြမလုတ်သမားတွေကိုစိတ်ရရဲ့နှစ်ထပ်မှန်လို့ကာကာဆက်ချိုးရွေးပြီးအရှိလုံဝင်တိုက်ခဲ့တာလို့ဆိုပါတယ်။ ကားတိုက်ခံရတဲ့အတွေ့မြန်မာလုံသားကိုစိုးလင်းဦးနေရာမှာတင်သိဆုံးခဲ့ပြီးနောက်ထပ်မြန်မာနိုင်ငံသားသုံးပါးလေးတန်ရအပြင်းထန်ရခဲ့တယ်လို့ WAG အဖွဲ့အစည်းကသိရပါတယ်။လက်ရှိမှာကာသမာဟာရဲစခန်းမှာစစ်ဆေးမိများခံနေရဆဲဖြစ်တယ်လို့ဆိုပါတယ်။သိဆုံးသူနဲ့တန်ရရရှိတဲ့မြန်မာလုံသားတွေဟာဘဝဒေသကဒေဝစီဦးမှာအလိုလိုနေသူတွေဖြစ်ပြီးတန်ရရသူတွေကတော့တန်ရပြင်ထန်တဲ့အတွေ့ နိဆာယာစီကိုမှဇေကူတာမှုခံယူနေရဆဲဖြစ်တယ်လို့ကိုမိုတိုင်းကပြောပါတယ်။သိဆိုးသူကိုဆိုလင်ဦးရဲ့မိသားစုဖွင့်ကတိမ်မှုတိတ်ခင်အတွဲ WAG အဖွဲ့စီအကူအညီ တောင်းခံထားတဲ့အတွဲဆဲလက်ဆောင်ရွက်မှဖြစ်တယ်လို့ကိုမိုတိုင်းကပြောပါတယ်။ဆေးအုပ်စုပြုလုပ်မဲ့ရွေးကောက်ပွဲကိုအာဆီယံကလေးထောင်ဆောက်ကြည့်သူဆေးလွတ်နိုင်ချင်နေတယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကအောက်တိုဘာလ17ရက်နေ့မှာပြောဆိုခဲ့ပါတယ်။ မြန်မာစစ်ကောင်စီထိန်းချုပ်ထားတဲ့ Global New Life of Myanmar တည်င်းစာရဲ့ပြီးခဲ့တဲ့အပတ်တောက်ကြနေဖော်ပြချက်မှာတော့မလေးရှားအစိုးရဟာရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်သူတွေစိတ်လွတ်ဖို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ခါဆန်ကကတိပြုခဲ့တယ်လို့ရေးသားခဲ့ပါတယ်မြန်မာစစ်ကောင်စီရဲ့အဲ့ဒီထုတ်ပြန်ချက်ပေါ်တည်င်းထောက်တွေကမလေးရှားနိုင်ငံခြားရေးဝန်ကြီးကိုမေးမြန်းရမှာတော့ရွေးကောက်ပွဲလေးလာဆောင်ကြည့်သူတွေစိတ်လွတ်မဲ့ကိစ္စဖြစ်နိုင်ချေနေတယ်လို့ဖြေဆိုသွားခဲ့တာပါ။ မလေးရှားအစိုးရအနေနဲ့မြန်မာစစ်အုပ်စုရဲ့အထွတ်အမြတ်ရွေးကောက်ပွဲကိုထောက်ခံနေတာဟုတ်မဟုတ်ရှင်းလင်းပေးရမယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းတဦးနဲ့လွှတ်တော်အမတ်တဦးကတောင်းဆိုခဲ့ပါသေးတယ်။မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်သူတွေစိတ်လွတ်ဖို့သဘောတူတာဟာပြည်သူလူထုအပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေမျိုးစွာကျူးလွန်နေတဲ့မြန်မာစစ်အုပ်စုကိုထောက်ခံမှုပေးရရောက်တယ်လို့လည်းဝေဖန်မှုတွေရှိနေပါတယ်။မြန်မာစစ်ကော်မရှင်ဘက်ကတော့ရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်သူတွေဆေလွတ်ပေးဖို့အာဆီယံကိုအကူအညီတောင်းထားပါတယ်။ အဲ့လိုအကူအညီတောင်းတာနဲ့ပတ်သက်လို့အခုလအာဆီယံထိပ်သီးဆွေးနွေးပွဲမှာဆွေးနွေးဆုံးဖြတ်သွားဖို့ရှိတယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကအောက်တိုဘာလ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံကအွန်လိုင်းငွေလီလုပ်ငန်းတွေနဲ့ပတ်သက်ပြီး Starlink ကို အမေရိကန်လွှတ်တော်စတင်စစ်ဆေးနေပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့အွန်လိုင်းငွေကြေးလိမ်လည်မှုစင်တာတွေကိုအင်တာနက်ဝန်ဆောင်မှုပေးရမှာ Elon Musk ရဲ့ Starlink ဂျူတူလုပ်ငန်းကပါဝင်ပတ်သက်နေတာနဲ့ပတ်သက်လို့အမေရိကန်လွှတ်တော်မှာစတင်စစ်ဆေးနေပါတယ်။ မြန်မာနိုင်ငံကအွန်လိုင်းဝင်ကြေးလည်လည်မှုစင်တာတွေကနေကမ္ဘာတဝန်ပြိမှတ်ထားခံရသူတွေစီကဒေါ်လာဘီလီယံပေါင်းများစွာလိမ့်လည်ရယူနေတယ်လို့ဆိုပါရယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလကအွန်လိုင်းဝင်ကြေးလည်လည်မှုစင်တာတွေကိုနှိမ့်နှင်းခဲ့တဲ့အချိန်စင်တာတွေရဲ့ခေါင်းမှုမှာ Starlink 2 Internet ဆလောင်းအများအပြားစတင်နေရယူလာတာကို AFP သတင်းဌာနကစုံစမ်းတွေ့ရှိခဲ့ပါရယ်။အဲဒီနောက်မှာတော့ Elon Musk ရဲ့ Starlink 2လုပ်ငန်းအပေါ်အခုလုံစုံစမ်းစစ်ဆေးမှုတွေစတင်လာခဲ့တာပါ။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ပြောကြားချက်အရအရှိတောင်အာရှလင်းလဲသူတွေရဲ့ထိတ်တန့်ပြစ်မှတ်တွေထဲအမေရိကန်နိုင်ငံသားတွေလည်းပါဝင်နေပါတယ်။ပြီးခဲ့တဲ့နှစ်အွန်လိုင်းလင်းလဲမှုတွေကြောင့်ခန့်မှန်းခြေဒေါ်လာ10ဘီလီယံလောက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ထို့အပြင် Starlink ဟာ၃လအတွင်းမှာတင်စစ်ပေးသစ်မြန်မာနိုင်ငံအတွက်အကြီးမားဆုံးအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းဖြစ်လာခဲ့တယ်လို့အာရှဒေတာဆိုင်ရာအင်တာနက်မှတ်ပုံတင်အဖွဲ့ကပြောဆိုထားပါတယ်။ ခုလိုတင်းနေတဲ့သတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပေးအပန်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dwell Wash အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။